ခရစ်သက်ကရေ2025ခုနှစ်နိုဝင်ဘာလ22ရက်မြန်မာသက်ကရေ1389ခုနှစ်နော်ရလာဇန်2ရက်နေ့တောက်ကြနေ့ရက်တရက်တာခန့်ချမှာအခြေအနေများကိုခုနှစ်ရက်သားသမီးများအတွက်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ကျွန်တော်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့အခုလိုဗီဒီယိုဟောစတာလေးတွေကိုအမြဲကြည့်ရှုအားပေးလို့ရအောင်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့အကောင့်ကို follow မလုပ်ရသေးဘူးဆိုရင်မိဘရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ထားပေးလို့ရပါတယ်ခင်ဗျာဒီကနေ့ရဲ့ဒါနေသားလိုက်ဒါ ခုနှစ်နှစ်ခုနှစ်နဲ့သလုံးအတွက်ပေါ့နော်ဒါ hostel များကိုတင်ဆက်ဟောပြောပေးမှာပဲဖြစ်ပါတယ်ပရောအုံးတနင်္ဂနွေသားပြီးများရဲ့နိုဝင်ဘာလ22ရက်နေ့ရက်တရက်တာကကြပါအခြေအနေကိုကြည့်တဲ့အခါမှာဒီကနေ့ဒီချိန်ဟာ တနင်္ဂနွေသားမီးများတွင်ကန်တာတာအခြေအနေတွေတည်တည်တာတာပွင့်လန်းတိုးတက်လို့နေပါပြီလို့ဆိုနိုင်ပါတယ်အခွဲလန်းကောင်းနေတဲ့တို့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ဒီလိုနေမျိုးမှာဘလို့ပိတ်ဆို့မှုတွေဘလို့ကာစည်းမှုတွေရှိနေပါစေသားမှုဒါတွေကိုထုတ်ပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ထို့အတူပဲ ောင်းသောအပြောင်းလဲတွေကိုလည်းပဲကြုံတွေ့ရနိုင်ပါတယ်။လှင်လင်းမြန်မြန်လှုပ်ဆောင်ရမယ့်ဆောင်ရွက်ချက်တွေမှာလည်းပဲအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာ။တင်လာသားမိများတွေလိုဝင်မာလာ22ရက်နေ့တောက်ကြလေးရဲ့တရက်တာကကြမှာအခြေအနေပဲဖြစ်ပါတယ်တင်လာသားမိများဟာဒီလိုနေမျိုးမှာအခက်ခဲအကြက်တဲလေးတချို့ကိုကြုံတွေ့ရနိုင်ပါတယ်အနှောင့်ယှက်မကင်းဘူးလို့ဆိုရမယ်နေ့တနေ့ပဲ ဖြစ်ပါတယ်ခင်ဗျာအထူးသဖြင့်ကြီးသောမိမတဦးတယောက်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေကြုံရတတ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းဆောင်လာကိစ္စရပ်တွေမှာအဆင်ပြေချောမွေ့နေတာမျိုးမဟုတ်ဘဲနဲ့ဒါအဆင်မပြေမှုတွေကြားတဲ့ကနေပြီးတော့ရုန်းကန်စူးစမ်းမဲ့နေ့တနေ့ပဲဖြစ်ပါတယ်ကျမအေးပိုင်းကိုလည်းခယူဆိုင်ပြပါခြေထောက်နဲ့အာဂရင်းမှာအဖေးဥပါလေးတွေရှိတတ်တယ်ဆိုတာကို တွေ့ရပါတယ်ခဗျာအင်္ဂါသားမီးများတွင်နိုဝင်ဘာလ27ရက်နေ့ရက်တရက်တာကကြမအခြေအနေပဲဖြစ်ပါတယ်အင်္ဂါသားမီးများဟာဒီလိုနေမျိုးမှာစိတ်ချမ်းသာမှုပျော်ရွှင်မှု တာယာအေးချမ်းမှုတွေကိုရရှိ စေနိုင်ပါလိမ့်မယ်ခင်ဗျာကြီးသောမိမတအူရဲ့အကူအညီကောင်းတွေကိုလည်းပဲရရှိစေနိုင်ပါလိမ့်မယ်ငွေကြေးစည်းဝါးလက်လာပါတွေရွှင်စေနိုင်မဲ့နေ့တနေ့လိုလည်းပဲပြောလို့ရပါတယ်ဒီလိုနေမျိုးမှာအစင်မပြေတဲ့လူတွေနဲ့ပြန်ပြီးတော့အစင်ပြေတာမျိုးတင်းမြက်လာတာမျိုးတွေကိုကြုံတွေ့ရနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာအခုလိုမျိုး ကျွန်တော်ရဲ့ဒါမိတ်ဆွေများအတွက်ဒါနေသားလိုက်ဗီဒီယိုဟောပြောချက်တွေကအများကိုခြုံပြီးတော့ဟောပြောနေရတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ရဲ့ဟောချက်တွေကအားလုံးနဲ့တော့တခတ်သေးကြဖို့မလွယ်ပါဘူးခင်ဗျာ တဦးချင်းတယောက်ချင်းမှာကိုယ့်ရဲ့အကြောင်းကိစ္စလေးတွေကိုအသေးစိတ်သိကြမေးကြပါတယ်ဆိုတဲ့မိတ်ဆွေများက TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားပါဗျ။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကပေးဒီမေးချက်လို့ရပါတယ်ခင်ဗျာ။နောက်ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကလည်းပဲကျွန်တော်နဲ့အပြင်မှာ လူတွေးတွေးဆုံပေးဒီမေးချက်ကျင်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့လာရောက်တွေးဆုံမေးမြန်းလို့ရပါတယ်။ Viber Telegram ကပဲဖြစ်ဖြစ် TikTok Messenger ကပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် စရင်လေးကြိုပေးထားလို့ရပါတယ်20ရက်ကနောက်ပိုင်းလာပုံရက်ထိကျွန်တော်ရကုန်ပါရှိနေပါတယ်ခင်ဗျာကဲဆက်လက်ပြီးတော့ဗုဒ္ဓဘုရားပြည်များအတွက်နိုဝင်ဘာလ22ရက်နေ့ရက်တရက်တာကကြမှာအခြေအနေပဲဖြစ်ပါတယ်စနေသားနေ့ sorry ဗုဒ္ဓဘုရားပြည်များဟာဒီလိုနေမျိုးမှာရန်လေးအတိုက်ခိုက်တွေ တအားကိုများနေပါလိမ့်မယ်။အပြိုင်ဆိုင်နေအခက်ခဲတွေကြားထဲကနေပြီးတော့ကြိုးစားရုန်းကန်နေရတဲ့နေ့တစ်နေ့ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာ။ရေထားနဲ့ပတ်သက်ပြီးပြောမယ်ဆိုဒီလိုနေမျိုးမှာစပိတ်ကဆိုင်ကယ်ပေါ့ဆက်ပစ္စည်းတွေထိခိုက်ပျက်စီးတာတို့ပေါ့နော်။အဲမတော်တဆခိုင်းမိတာလို့ဒါမျိုးလေးတွေဖြစ်တတ်တယ်ဆိုတာကိုတွေ့ရပါတယ်ဒီကနေ့ဟာ ရံများတဲ့ပြဿနာများတဲ့စကားပြောစကားများတာမျိုးတွေကြုံရတတ်တာဖြစ်တဲ့အတွက်ဒါကိုယ့်ရဲ့စိတ်တွေမှာသိပြီးတော့လမ်းဆန်းကြည်လင်မှုတွေရှိနေပါမျိုးမဟုတ်ပါဘူးဒါလေးတွေကိုတော့သတိထားဖို့ဂရုစိုက်ဖို့လိုပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကြာသာပရိသတ်မိများတွေလိုဝင်မာလာ20ဒီရနေ့ရတရတာကကြမှာအခြေအနေပဲဖြစ်ပါတယ်။ကြာသာရိသားမိများဟာဒီလိုနေမျိုးမှာစိတ်နဲ့လူနဲ့မကပ်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်တတ်ပါတယ်။စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စလေးတွေ ကြုံရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်စိတ်ကူးထားတာတခြားဖြစ်လာတာတခြားပေါ့တော့အဲ့လိုပုံစံမျိုးတွေဖြစ်နေတာပါတယ်ဒါမလို့ဒီကနေ့လိုနေမျိုးကဘလို့ကိစ္စရမျိုးပါပဲဖြစ်ဖြစ်အစီအစဉ်တခြားရှိမနေပဲနဲ့အလွယ်လွယ်အချော်ချော်လေးတွေလည်းပဲဖြစ်ပေါ်ကြုံတွေ့ရစေတတ်တာဖြစ်တဲ့အတွက်ဂယုစိုက်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာတောက်ကြသားပြီးများတွင် နိုဝင်ဘာလ 2022ရဲ့နေ့ရက်ကကြပါအခြေအနေပဲဖြစ်ပါတယ်။တောက်ကြသားပြီးများဟာဒီလိုနေမျိုးမှာကြီးကဲသောပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရရှိတတ်ပါတယ်။မိကောင်းဆွေကောင်း ဆရာသမားကောင်းနေတဲ့စုံတွေးရတတ်တယ်ဆိုတာကိုတွေးရပါလေထို့အတူပဲတပည့်တပန်းအောက်လက်ငယ်သားတွေရဲ့အကူအညီကောင်းတွေကိုရရှိတတ်ပါတယ်ဒီလိုတွေမျိုးကပညာရေးကဘာသာရေးကအလွန်ကောင်းပါတယ်ဘလူကိစ္စမျိုးကိုပဲလုံးလုံးသိချာစဉ်းစားတွေးခေါ်ပြီးတော့လောက်ကန်စားပဲပါကျင်းသေးပေါ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေတယ်ပါလိမ့်မယ်ခင်ဗျာစနေသားမီးများအတွက်နိုဝင်ဘာလ22ရက်နေ့ရက်ကကြမှာအခြေအနေပဲဖြစ်ပါလေစနေသားမီးများဟာဒီလိုနေမျိုးမှာအကြက်တဲခက်ခဲလေးတွေကြုံရတတ်တဲ့အနောက်ရှက်လေးတွေ ပေါ်ပြစေတတ်ပါတယ်ကြီးခဲ့တဲ့သူတွေကိုအကြောင်းပြုပြီးတော့လည်းပဲစိတ်ညစ်စရာလေးတွေကိုကြုံရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်အညာညာတွေမိနေတယ်လို့ပြောရင်ဖြစ်တတ်တယ်သွာလာလှုပ်ရှားမှုလေးတွေများများလေးလုပ်ပေးစေချင်ပါတယ်ခင်ဗျာကဲတော့နေသားလိုက်ဒါတရက်စာကကျွန်မအဟောပြကိုပြပြဆုံးဆုံးလေးဟောပြောပေးခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများကအခုလိုမျိုးကျွန်တော်ရဲ့ဒါ ဒီရဲ့ဗီဒီယို holiday တွေကိုကြိုက်နှစ်သက်တဲ့သဘောကျတဲ့ဆိုအဖတ်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲဒီအစီအစဉ်လေးကိုအားပေးကူညီပေးလို့ရပါတယ်ခင်ဗျာ